လူပြည်မှာနေပြီးလူလိုနားမလည်တဲ့သတ္တဝါတွေကိုခင်ဗျားတို့ကျွန်တော်တို့ဘလို့သုံးပြန်ရင်အဝတ်ပြုတ်ရင်ကောင်းမလဲခင်ဗျပုံမှန်အားဖြင့်အဲ့တည်းကျွန်တော်စီကိုလာလိမ့်ရှင် ကျွန်တော်တို့ကစားခြင်းစပွဲကောင်းတဲ့အစားအသောက်တွေနဲ့အဝတ်ပြုတ်ကြလိမ့်ရှိတယ်သူ့ပင်မဲ့လည်းဒီဖြစ်အခုလိုမိုးရသည့်ကာလမှာလာလေတက်တဲ့အဲ့တည်းတို့ကြတော့ခင်ဗျားတို့ကျွန်တော်တို့ရဲ့ကျမ်းမာရေးအရန်တန်မှုရှိတဲ့ကျမ်းမာရေးနဲ့ရင်ပြီးဧကခံရတတ်ပါတယ် ီနေရာမှာကျွန်တော်ရည်ညွှန်းချင်တဲ့အဲ့ဒီအထူးဧည့်သည်တော်ကတော့ရှင်ပါပဲခင်ဗျအထူးသဖြင့်ညက်ဖြာယောဂပိုးကိုတည်ဆောင်လာတဲ့တဲ့ရှင်ဆိုတော့ပို့ပြီးမှတ်ပါလိမ့်မယ်ကျွန်တော်ဒီကနေ့ဗီဒီယိုကလစ်လေးထဲမှာလေဆာချစ်ခင်ရတဲ့အမျိုးတွေရဲ့မိုးတွင်းကာလအချမ်းမာရေးကိုခလုတ်တိုက်နိုင်မဲ့ဧည့်သည်တော်ရှင်တွေရဲ့အကြောင်းကိုအနေငယ်ဆောင်းဝင်းရှောင်းဝင်းနဲ့အလေးထားသတိပြုရမယ့်အချက်လက်အနေငယ်လေးကိုချစ်ခင်စွာနဲ့မျှဝေပေးခြင်းပါတယ်ခင်ဗျ ခြင်ကြိုက်ခံရတိုင်းကျွန်တော်တို့ညက်ဖြားမဖြစ်နိုင်ပေမဲ့လို့ညက်ဖြားပိုးတည်ဆောင်တဲ့ခြင်အကြိုက်ခံရတော့ခင်ဗျားတို့ကျွန်တော်တို့တရားမှတရားရခိုင်တော့ညက်ဖြားဖြစ်ဖို့အတွက်ရခိုင်တော့များပါလေခင်ဗျာဆောင်ရနေတဲ့ကနံပါတ်1ချက်ကတော့ဖြစ်နိုင်တော့ဗျာကျွန်တော်တို့နေဝင်ပြီးတဲ့ညနေပိုင်းချိန်တွေမှာပေါ့နော်ကျွန်တော်တို့အင်ဂျီလက်ရှည်နဲ့ဘောင်းမီအရှိလေးတွေဝတ်ဆင်ထားနိုင်တော့အကောင်းဆုံးပေါ့ဗျာဆောင်ရနေတဲ့ဒုတိယတစ်ချက်ကတော့ကျွန်တော်တို့အချင်းဖြန်းစီဘူးလေးတွေပေါ့နော်ကျွန်တော်တို့ခန္ဓာကို ရေပြားတွေပေါ်မှာဖြန်းတဲ့ဖြန်းစည်းပူးမျိုးရှိတယ်ဒုတိယဖြန်းစည်းပူးမျိုးကကျွန်တော်ပုံဝန်းကျင်မှာဖြန်းတဲ့ဖြန်းစည်းပူးမျိုးရှိပါတယ်တတိယတစ်မျိုးတော့ကျွန်တော်တို့အဲခန္ဓာကိုယ်ပေါ်ကအင်ဂျီတွေမှာကတ်လို့ရတဲ့အချိန်မကိုက်တဲ့စတစ်ကာလေးတွေရှိပါတယ်အဲ့တော့ဒီလို အရာလေးတွေဆောင်ထားနိုင်လဲကျွန်တော်တို့ကျန်းမာရေးအတွက်မိုရင်းကာလာမှာအကောင်းဆုံးပုံပြ ကျွန်တော်တို့တတိယနဲ့နောက်ဆုံးအချက်ဆောင်ရွက်လေးကိုပြောချင်ပါတယ်အဲ့ဒါကိုကျွန်တော်တို့ခန္ဓာကိုယ်ထဲမှာလိုအပ်တဲ့စားသောက်လေးတွေကိုလည်းအာဟာရပြည့်ဝအောင်ကိုယ်ခန္ဓာကောင်းစေတဲ့စားသောက်လေးတွေကိုလည်းရွေးချယ်ပြီးစားသောက်စေခြင်းတဲ့တစ်ဆက်ထဲမှာပဲကျွန်တော်တို့ပုံမှန်တောက်နေတဲ့ရေကိုလည်းလုံလောက်တာတဲ့နည်းနည်းလေးပို့ပြီးတောက်စေချင်ပါတယ်ကဲဒီတခါတော့ရှောင်းရံလေးကိုလည်းနည်းနည်းလေးဖော်တဲ့ချောက်ပြင်ပြပါလဲဆိုတော့သုံးချက်လောက်ပြောကြမယ်လေနော်အဲ့တော့ပထမတစ်ချက်နဲ့အရေးကြီးဆုံးနဲ့အယိုးရှင်းဆုံးအချက်ကတော့ရိုးရိုးလေးပါပဲ ချင်းကြိုက်မခံရအောင်နေရမှာပါဘလိုနည်းနဲ့ပဲဖြစ်ဖြစ်ကြိုက်တဲ့နည်းနဲ့နေပါချင်းကြိုက်မခံရဖို့တော့အရေးကြီးပါတယ်အရှောင်ရံတစ်ရက်ဒုတိယတစ်ချက်ကိုပြောပါစို့နော်ကျွန်တော်တို့ကိုအိမ်ဘေးပတ်ဝန်းကျင်မှာရှိတဲ့ခြုံပုတ်တွေမြောင်းပုတ်တွေကိုတန်းနိုင်ဆုံးရှင်းလင်းရအောင်ဘာဖြစ်လို့ဆိုအဲ့ဒီနေရာတွေကချင်းတွေစပြီးပောက်ဖွားဖို့အတွက်ရခိုင်တုံးအင်မနက်အင်မနက်များတဲ့နေရာတွေဖြစ်တဲ့အတွက်ကြောင့်မလို့ပါကျွန်တော်ညက်ပြားဖြစ်ရင်ပြားလေးပြားတာရှိတဲ့ယောဂလက္ခဏာ၁၀ချက်ထဲကနံပါတ်၁ချက်ကတော့ကျွန်တော်ကိုယ်ပူခြင်းအရန်မြင့်ပြီးတော့မှအရန်အရန်ဖြားပါလိမ့်မယ်နံပါတ်၂အချက်ကတော့ကျွန်တော်တို့ အာခေါင်းရမ်းကြိုက်ပါလိမ့်မယ်။နံပါတ်3ချက်ကျွန်တော်တို့ချမ်းတုံပါလိမ့်မယ်။နံပါတ်4ချက်နေမတိထိုင်မတာဖြစ်သက်ပါလေ။နံပါတ်5ချက်ကတော့ကျွန်တော်တို့ပြုတ်အံသက်ပါတယ်။ကျွန်တော်နံပါတ်6အနေနဲ့ one shot သက်ပါတယ်။နံပါတ်9အနေနဲ့ကျွန်တော်တို့ bite တွေအောင့်အောင့်တက်ပါတယ်။နံပါတ်10အနေနဲ့ကျွန်တော်တို့ကြွက်သားနာသက်ပါတယ်။နံပါတ်9အနေနဲ့ကျွန်တော်တို့ဒီကိုလုံးအပင်ပန်းနွမ်းနေပြီးတော့မှခနာကိုနှုံးနေပါလိမ့်မယ်။နံပါတ်10အနေနဲ့ကတော့ကျွန်တော်တို့ အသက်ရှူရပုံမှန်ထက်ကျွန်တော်အသက်ရှူတဲ့ပုံတွေမြင်ဆန်းလာတတ်ပါတယ်အဲ့တော့ဒီလက္ခဏာဆယ်ချက်ဒီညက်ဖြားဖြစ်နေတယ်ဆိုတော့ခံမှန်းလို့ရတဲ့လက္ခဏာလို့ပဲပြောတာပါတထက်သေးတော့ကျွန်တော်တို့မကြပါဘူးအဖြစ်များတဲ့လက္ခဏာလို့ပဲပြောခြင်းပါတယ်ဏိကုံးချုပ်အနေနဲ့ညက်ဖြားယောဂသည်အမျက်ပြက်အောင်ကုသလို့ရတဲ့ယောဂထဲတစ်ခုပါပဲအဲ့တော့ကျွန်တော်ချက်ရတဲ့အမျိုးတွေကိုချစ်ခင်စွာနဲ့မျှဝေခြင်းတာကတော့ ကျွန်တော်တို့ရန်ကူတဲ့ဟာတွေပေါ့နော်ကို့အထင်နဲ့ဒါကတော့ငက်ဖြားဖြစ်မှာပဲငက်ဖြားလက္ခဏာနဲ့တော်တော်နှိစက်တဲ့ဒါဒီငက်ဖြားပါလို့တထစ်ချသတ်မှတ်ပြီးတော့မှငက်ဖြားစေတောက်တာမျိုးကိုလည်းကျွန်တော်တို့အာမပေးပါဘူးငက်ဖြားစေကအင်မတန်အင်မတန်ပြင်းပါတယ်ကမ်နစ်စပင်းတွေကျွတ်ပါတယ်အဲ့တော့ကျွန်တော်တို့အနာသိရင်ဆေးရှိတယ်ဆိုတဲ့အတိုင်းပဲကျွန်တော်ညှက်ဖြားတကယ်ရှိမရှိဆိုတာကိုခက်မှန်းပြီးပြောတာထက်ဆန်းကျွန်တော်တို့အဲကျန်းမာရေးဌာနတွေမှာကျွန်တော်တို့သုံးတဲ့ test kit ဆိုတာရှိတယ်ပေါ့နော် malaria test kit လို့ခေါ်တယ်အဲ့ဒီပစ္စည်းလေးနဲ့ပစ္စည်း ထောက်ကူနဲ့ကျွန်တော်တို့စစ်တဲ့ခါကျရင်တကယ်ပေါ်ပါတယ်။အဲ့ဒီအခါမှာအတိပြုလို့ရမှာပဲကျွန်တော်တက်ဆိုင်တဲ့ဆေးတွေကိုတောက်ပြီးတော့မှကျွန်တော်ကျမရီကိုထိမ့်သိမ်းဆောက်ရှောင်းတော့အကောင်းဆုံးပါလို့ပဲချစ်ခင်ဆောင်နဲ့မျှဝေလိုပါတယ်။အဲ့တော့ကျွန်တော်အခုလိုမိုးရင်းကာလမှာလာလေတက်တဲ့ဧည့်သည်တွေထဲမှာရွေးပြီးတော့မှကျွန်တော်ဧကန်တက်ဖို့လိုတယ်ဆိုတာလေးကိုလည်းထပ်ဆင့်ပြီး remind တတိပေးခွင့်ပြုပါ။တချို့တချို့သောဧည့်သည်တွေကကျွန်တော်ရဲ့ကျမရီနဲ့ရင်ပြီးဧကန်ရတက်တယ်ဆိုတာကိုလည်း မေ့စေချင်ပါဘူးကျွန်တော်ချရတဲ့အမျိုးတွေအားလုံးပဲမော်ဒန်ကလာမှာကျမ်းမာပြီးတော့မှချမ်းသာကြတဲ့အမျိုးတွေဖြစ်ပါစေကြောင်း join မိသားစုကနေဆန္ဒပြုပါရစေအားလုံးပဲကောင်းသောနေ့ပါအားလုံးပဲကျမ်းမာချမ်းသာကြပါစေခင်ဗျာ